ဘိုခင်ညွန့်လက်ထက်မှာပဲတက္ကသိုလ်တွေကိုနိုင်ငံရေးအရာလှုပ်ရှားလို့မရအောင်တောချိုအောင်ကြားကိုပြောင်းရွှေ့လိုက်ပါတယ်လူသူနဲ့ဝေးတဲ့နေရာမှာဘိန်းဖြူတွေအရက်တွေအပြင်တဲခိုကန်းလေးတွေပါဖွင့်ခွင့်ပေးလိုက်ပါသေးတယ်။ကြောင်ပရဝံအတွင်းမှာဖဲရိုက်မလားဘလို့လောင်းကစားမျိုးလို့ရှင်လဲအားလုံးအဆင်ပြေပါတယ် ကျွန်တော်မိတ်ဆွေများအားလုံးပဲတဘောဝဘေးအန်ဒရီနဲ့စစ်ခွေးအန်ဒရီမှာဂိမ်းဝေးကြပါစေခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်ဆောင်းပါးတစ်ပုဒ်ကတော့ခင်ညွန့်ဖြစ်စည်းခဲ့တဲ့မြမပညာရေးဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ် credit ခင်ငိမ့်တဲ့လို့တွေ့ရပေမဲ့ဆောင်းပါးရှင်နမ်းပဲအမားရင်ဖြစ်သွားခြင်းတောင်းပန်ပါတယ်ခင်ဗျာဗိုလ်ချုပ်ခင်ညွန့်အကြောင်းပြောကြမယ်ဆိုရင်ပြောစရာတွေကကုန်နိုင်ပွဲမရှိပါဘူးဘာလို့လဲဆိုတော့1988အာဏာသိမ်းပြီးနောက်ပိုင်းမှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာသူကမင်းသားလုပ်ခဲ့တာကိုတေချာတာကတော့မြမပြည်ကိုစနစ်တကျဖျက်ဆီးပစ်လိုက်တဲ့အဓိကတရက်ခံတွေထဲမှာ သူလည်းတယောက်အပါဝင်ပဲဖြစ်နေလို့ပါသူ့လက်ထက်မှာလူငယ်တွေចောင်းသားတွေကိုရည်ရွယ်ချက်ချစ်ချစ်ဖျက်ဆီးဖို့စနစ်တကျစီမံခဲ့ပါတယ်အရေးခင်ပြီးနောက်ပိုင်းတက္ကသိုလ်တွေကိုအချိန်အတော်ကြာပိတ်ထားခဲ့ပေမဲ့အထက်တန်းចောင်းကိုတော့ပြန်ဖွင့်ခဲ့ပါတယ်အဲ့ဒီအချိန်ကကျမအဖေကိုယ်တိုင်ကအထက်တန်းပြဆရာတယောက်ဖြစ်နေလို့ចောင်းတွေကိုရောက်လာတဲ့နဝဒအဖွဲ့ရဲ့ညွန်ကြားလွှာတွေချို့ဝအចောင်းကြားစာတွေအចောင်းကိုတေးကြသိနေခဲ့ရတာပါចောင်းသားတွေနိုင်ငံရေးအရာစူးပူးလှုပ်ရှားတာမျိုးတွေမရှိစေဖို့အတွက် ကျောင်းနေမှာစောင့်မွေးဝဲတွေကိုတင်းကျပ်တာမျိုးကျောင်းစီကန်းတင်းကျပ်တာမျိုးတွေမလုပ်ဖို့အတွက်လဲအမိန်အမျိုးထုတ်ပြန်ခဲ့ပါတယ်1988နောက်ပိုင်းကျောင်းသားတွေစီးမဲ့ကမ်းပဲဖြစ်လာတာရဲ့အဓိကပြဿနာကဆရာဆရာမတွေရဲ့လောက်ပိုင်ခွင့်တွေကိုကန့်သတ်ရှုပ်ရှယ်လိုက်တာပါပဲကျောင်းစီကန်းနဲ့ပတ်သက်လို့တင်းတင်းကျပ်ကျပ်ကင်တွေတဲ့ကျောင်းအုပ်တွေပညာရေးမှုတွေကိုနည်းအမျိုးမျိုးနဲ့တားမြစ်ခဲ့တာတွေရှိပါတယ်ဘာကြောင့်ဒီလိုတားမြစ်ခဲ့တာလဲဆိုတော့ချို့ဝညွန်ကြားချက်တွေအရကျောင်းသားစုပုံမှုတွေမဖြစ်အောင်လို့ကျောင်းအုပ်တွေဆရာဆရာမတွေအနေနဲ့ ကျောင်းသားတွေကိုလိုက်လိုက်လျော်လျော်ဆက်ဆံရမယ်ဆိုတဲ့သဘောမျိုးဆောင်တဲ့ညွှန်ကြားချက်တွေကြောင်းလို့ပညာရေးမှူးတစ်ယောက်ကပြောပြခဲ့ပူပါတယ်။ဘိုခင်ညွန့်ဦးဆောင်တဲ့နာဝတာအဖွဲ့တက်လာပြီးပြီးချင်းဝန်ထမ်းတွေကိုဖြည့်ခိုင်းတဲ့33ချက်နဲ့လဲဆရာဆရာမတွေကိုဘသူကပါဆိုတဲ့အမှတ်အသားတစ်ခုလုပ်ပြီးစောင့်ကြည့်ခိုင်းခဲ့တယ်လို့လဲအဲ့ဒီပညာရေးမှူးကဆက်ပြောပြခဲ့ပူပါတယ်။ဒါတွေကိုသိနေတဲ့ကြောက်တဲ့ဆရာဆရာမတချို့ကျောင်းသားတွေကြားမှာဖြည့်ပြနေတဲ့စီးပြက်ကမ်းပြက်ကိစ္စတွေကိုမသိချင်အောင်စောင့်နေခဲ့ရပါတယ်။တဖြည်းဖြည်းနဲ့ပို့ဆိုးတာက စမုဘွက်တွေမှာခိုးချတာကိုခွင့်ပြုပေးနေရတာပါမာဆာလာလက်ထက်ကပညာရေးစနစ်ပြက်စီးသွားတယ်လို့ဆိုပေမဲ့စီးမဲ့ကမ်းမဲ့ဗယံပဒါဖြစ်ခဲ့တာမျိုးတော့မဟုတ်ပါဘူးစမုဘွက်ခန်းထဲဝင်တဲ့အချိန်မှာဆရာဆရာမတွေရဲ့စစ်ဆေးတာခံရပါတယ်ဦးခင်ညွန့်လက်ထက်မှာတော့နှုတ်မိတ်နဲ့ကလေးတွေစမုဘွက်ကြတာမရှိစေရဘူးလို့ဆိုပါတယ်ထောက်လိုင်းရေးတည်င်းပေးចောင်းသားတွေလို့ထင်ရတဲ့ចောင်းသားတချို့ကစပြီးစမုဘွက်ခန်းထဲကိုစခိုးချဖို့အတွက်မိတ္တူဆွဲထားတဲ့ဇာတ်ရက်တွေကိုယူဆောင်လာကြပါတယ်အစပိုင်းမှာဆရာတွေဆရာမတွေကဖမ်းကြပြီးမြဲ့ အရေးယူခွင့်မရှိလို့ဘာမှလုပ်မရခဲ့ပါဘူး။ကြာလာတော့လဲဆရာရီဆရာမောက်ရီအနေနဲ့အပင်ပန်းခံပြီးဖမ်းမနေတော့ဘူးပေါ့။အဲဒီနောက်ပိုင်းမှာတော့ဆောင်ပွဲပွဲပြီးတာနဲ့ကျောင်းဝင်းကျင်မှာအတန်းဆောင်ကကူးထားတဲ့မိတူစာရွက် PC လေးတွေကိုပုံစံမျိုးစုံနဲ့တွေ့လာခဲ့ရပါတယ်။တဖြည်းဖြည်းနဲ့စာခိုးချဖို့အတွက်မိတူကူးတဲ့စီးပွားရေးဈေးကွက်ကကျေပြန့်လာခဲ့ပါတယ်။တချို့စီးပွားရေးသမားတွေကမိတူစာရွက်တွေကိုဘန်းပေါ်တင်ပြီးပေါ်ပေါ်ထင်ထင်ရောင်းချလာတဲ့အထိပါပဲ။ဒါတော့အိုးအော်တောင်းရင်ဖြစ်နေပေမဲ့ဘဲထောက်လိုင်းရေးကမှဘသူကမှဖမ်းနယ်လို့မကြားမိပါဘူး။ တမင်ကိုတည်တည်ကြီးနဲ့လှုပ်ပေးထားခဲ့တာပါခစ်ပြက်နေတဲ့အချိန်တွေမှာပဲကြောင်းနေမှာဆရာအရီနိုင်ငံရေးစကားသာမပြောနဲ့လှုပ်ချင်ရလှုပ်လို့ရတယ်ဆိုတဲ့မက်ဆေ့မျိုးတွေကိုစက်တိုက်ပေးနေပါတယ်အဲ့ဒီအချိန်မှာပညာရေးကော်မတီရဲ့ဥက္ကဋ္ဌအဖြစ်ဘိုခင်ညွန့်ကဆောင်ရွက်နေတာပါဆရာဆရာမတွေရဲ့လာစာကတက်လာတဲ့ကုန်စည်နှုန်းနဲ့ချိန်ရင်မစို့မပို့အနေထားမလို့ဆရာဆရာမတွေကြိုချင်တင်ကြရပါတယ်အရင်တုန်းကစံပိုးဝဲဆိုတာပထမအစမ်းဆိုရင်တင်ပြီးသမျှအစအဆုံးဖြေကြရတဲ့အပြင်မေကွန်းကိုလည်းအတန်းဝင်နေတဲ့ဆရာမကိုယ်တိုင်ပထုတ်ရဘူးဆိုတော့ စနစ်ရှိခဲ့ပါတယ်။ရှောက်တန်းတင်ချတင်သူကရှောက်တန်းတင်ချဘာသာရက်ကိုမေကွန်ထုတ်ခွင့်မရှိပါသူ့အနေနဲ့အခြားအတန်းကိုပဲမေကွန်ထုတ်ရပါတယ်။ဘုံကျုပ်ခင်ညော့ပညာရေးကော်မတီဥက္ကဋ္ဌဖြစ်ချိန်မှာတော့ကိုတင်တဲ့အတန်းကိုကိုကိုတိုင်မေကွန်ထုတ်ခွင့်ရှိလာခဲ့ပါတယ်။ဆီယမော်တွေကျူရှင်တင်တာလဲကိစ္စမရှိသလိုဆီယမော်တွေကိုတိုင်မေကွန်ထုတ်ခွင့်ရလာတဲ့အချိန်မှာចောင်းသားမိဘတွေအနေနဲ့ចောင်းကဆီယာတွေဆီယမော်တွေစီမှာပဲကျူရှင်အပ်ကြပါတော့တယ်။1996ခုနှစ်လောက်ကစပြီးစင်စက်မပြတ်အကျဲဖတ်တဲ့စနစ်ဆိုပြီး တလတခါစာမိုးပွဲစစ်ပါတယ်ဒီတလတင်တာကိုဒီတလစာမိုးပွဲစစ်ပြီးရင်နောက်ထပ်ဘယ်တော့မှထပ်မဖြေရတော့ပါဘူးပုံဆိုးသွားတာကအเจ้าကဆီယာမောက်တွေစီမှာပဲကြိုချင်ယူတော့ဒီတလဖြေမဲ့ sorry တဲကမှမိကုံးမှာပါတဲ့ပုံစာတွေကိုပဲဆီယာမကကြိုချင်မှတင်ပါတယ်ဘလောက်ထိဆိုးသွားသလဲဆိုတော့မိကုံးကကြိုချင်မှတင်တဲ့အမတ်စင်တောင်မလွဲလို့တင်ရှာလို့ဘာသာရက်ကိုတောင်အလို့ကြက်မှတ်တာတွေဖြစ်လာပါတယ်တချို့ကလေးတွေဆိုရင်နံပါတ်1ရဲ့အဖြေက7နံပါတ်2ရဲ့အဖြေကဘလောက်ဆိုတာအထိအလို့ကြက်ကြပါတော့တယ် ဲ့တော့ရဲ့အကျိုးဆက်အဖြစ်ကလေးတွေကိုတခုတည်းသောအစိုးရစစ်ဖြစ်တဲ့စေတန်းဆောင်မှုဘက်ဖြေဖို့ပြင်ဆင်တဲ့အခါမှာအောက်ခြေကစားရီဘာဆိုဘာမှမသိကြလို့မျိုးလုံးအပြူသားနဲ့ထိုင်ကြည့်နေရတဲ့လူတွေနဲ့လဲကြုံခဲ့ဘူးပါတယ်2000နှစ်2003ပညာသင်နှစ်မှာကျမကစေတန်းတွေကိုကျူရှင်သင်ပါတယ်စေတန်းဖြေမဲ့လူက345ကို26နဲ့မမြောက်တတ်ပါဘူးကျမက20မြောက်ပြတော့သူကအဲ့လိုမမြောက်တတ်လို့ဆောင်မှုဘက်ကနေကဏ္ဍပေါင်းဆက်ယူသွားရင်ရမလားတဲ့ကျမကလည်းကဏ္ဍပေါင်းဆက်ကတော့ယူလို့မရဘူး နှစ်စင်မမြောက်တတ်ရင်တော့တစ်စင်နဲ့ပဲမြောက်26ကို9နဲ့မြောက်ရတဲ့အဖြေရဲ့ခုကနန်းကိုအောက်မှာရေးပိုတာကိုလေးအပေါ်တင်လို့ပြောတော့သူကတီချေပြောတာပို့ရှုပ်သွားပြီတဲ့ကလေးရဲ့အချင်းတွေကကနန်းတွေကိုမြောက်တော့မမြောက်တတ်ပါဘူးပြီးတော့ဆက်ပြောသေးတယ်ဆရာမအခုပြောနေတာတွေကိုသူတခုမှမသိဘူးတဲ့ဘယ်နှတန်းတုန်းကသင်ခဲ့တာလဲတဲ့လीကလေးတွေရဲ့အချင်းတွေကဒီလောက်ထိဆိုးရွားသွားခဲ့ပါတယ်ကလေးရဲ့မိခင်ကလည်းကျွန်မကိုပြောတာကအဲ့ဒီအချိန်မှစာတက်အောင်သင်ဖို့မလဲတော့ဘူးခိုးရှားတက်ရုံလောက်သင်ရင်ရပါပြီတဲ့ တစ်ခါကလည်းကျမစာသင်တဲ့ကလေးရဲ့အင်္ဂလိပ်စာစာအုပ်ကိုဘာရမဟုတ်ဘူးယူကြည့်လိုက်မိတယ်။ရေးထားတာတွေ့ရပါတယ်။ဒါကြောင့်ကျမကမနေလို့ပြောတော့သူကဘာမားလို့လဲဒီရှေ့ရဲ့။သမီးကတယောက်တည်းမလို့ is ကိုတုံးတာလေးတဲ့။ဒါတော့ဒီကလေးကအတန်းစင်တိုင်းမှာအဆင့်1ကနေ30အတွင်းဝင်တဲ့ကလေးနော်။ကလေးတွေပညာရေးစနစ်အလောက်ထိနောက်ောက်ကျခဲ့ပါတယ်။ကျူချင်းနေတဲ့ပညာရေးစနစ်ဆိုးရွားနေချိန်မှာကျမကိုဆရာမတယောက်ကပြောဘူးလေ။ကျူချင်းတင်လို့ရတဲ့ငွေရဲ့ဆရာကိုင်းနှုံးကိုကျောင်းအုပ်တွေကိုပေးရပါတယ်။ မပေးဘူးဆိုရင်တော့အမျိုးမျိုးချင်းချောက်တာတွေလုပ်လို့ရှိတယ်လို့လည်းသိရပါတယ်။ဒါကြောင့်လည်းဖြစ်မှထင်ပါတယ်။ကျောင်းအုပ်တွေကကားအကောင်းစားတွေစီးပြီးအိမ်တွေတလုံးပြီးတလုံးဝယ်နေတာတွေလည်းရှိပါတယ်။ကျမရဲ့မိတ်ဆွေပွဲစားတစ်ယောက်ပြောပြတာကစားကြောင်မြို့နယ်တဲကမူလွန်ကျောင်းအုပ်တစ်ယောက်ကိုသူကပွဲစားလုပ်ပြီးခဲ့တာအိမ်သုံးလုံးတောင်ရှိနေပြီတဲ့။ရန်ကုန်မန္တလေးလိုမြို့ကြီးတွေကိုကျောင်းအုပ်အဖြစ်တာဝန်ထမ်းဆောင်ဖို့အတွက်ပညာရေးမှုကိုလည်းတင်ရကြီးပေးရတဲ့။ခွဲတန်းမဟုတ်ပဲကျောင်းအရှင်ရဲ့ကျောင်းအုပ်ကြီးနဲ့ပညာရေးမှုကဝေခွဲစားပါတယ်။ ဟိုရင်မဆလာခိကအကြောင်းအတယောက်ကသူ့သားចောင်းစေးရဲ့အတွက်နှစ်လုံးဆောင်မှုပဲအဖြေလွားတွေခေါ်ရောက်ပြီလို့ယာဒူးချခံရတာမျိုးတွေရှိခဲ့ပေမဲ့ဒီဘက်ခိအကြောင်းအများကတော့အဖြေလွားဆာရွက်တွေပေါ်စိတ်ကိုမဝင်စားတော့ပါဘူးတငယ်တန်းအခုမှစရတဲ့ကလေးကိုကာကြီးခောက်ကြီးမရေးတယ်လို့လက်မခံဘူးဆိုပြီးခတင်းနေပြောတတ်တဲ့ចောင်းအုပ်တွေများလာပါတယ်ကိုနေတဲ့ရက်ွက်ထဲကခွဲတန်းကြတဲ့ចောင်းကိုအတ်တာတောင်းကိုသားသမီးစာတင်ဖို့စာရေးစပွဲကိုဝယ်ကိုဖိနိုင်ကုန်ကိုဝယ်စနစ်ចောင်းအပ်ခဲ့ရတာပါ ပြည်သူတွေကြားထဲဆရာဆရာမတွေရဲ့အကြောင်းဘလောက်ပဲပွားထနေပါစေအဲ့ဒါအရေးမကြီးပါဘူးဘိုကင်ညွတ်တနီရရကိုလာရင်ကလေးတွေကလောက်အုပ်ချီပြီးကြိုးစို့ဖို့အတွက်စီစဉ်ပေးနိုင်ရင်အဲ့ဒီအကြောင်းကိုယာရုတက်ဖို့အလားအလာအများကြီးရှိနေပါတယ်တခါတရံကလေးငယ်ငယ်လေးတွေမနက်6နာရီလောက်ကနေနေ့လယ်7နာရီ2နာရီလောက်အထိလောက်ကလေးတွေရှိပြီးရက်ဆောင်နေကြရပါတယ်ဘိုကင်ညွတ်အပါဝင်နဝဒလူကြီးတွေကိုစောင့်ကြည့်ရတာပါကလေးတွေရဲ့စိတ်ဓာတ်တွေကိုရှိုးနိုင်ဖို့အတွက်တမင်ကိုပဲလက်အုပ်ရှိခိုင်းခဲ့တယ်လို့ယူဆပါတယ် ျမတို့မြမဒလိမှာလူအချင်းချင်းလက်အောက်ချီကြိုးစိုးတယ်ဆိုတာမျိုးမရှိခဲ့ပါဘူးကိုတော့ကြီးတဲ့သူရှိမှလက်ပိုက်ခေါင်းကုန်လာတော့ပဲလောက်ရပါတယ်အခုတော့ကလေးတွေကိုသူတို့မလာမချင်းလက်အောက်ချီထားတာမဖြုတ်ရဘူးဆိုတော့အထပ်ပါအောက်ဖိတွေလည်းရှိခဲ့ပါသေးတယ်ကျောင်းသားတွေရဲ့ဇာတိတာပိုင်းအရဆိုရင်လဲကျမတို့ငငယ်ကဆရာဆရာမဆိုတာလေးစားကြောက်ရွံ့ရသူတွေဖြစ်ပေမဲ့အခုနောက်ပိုင်းမှာတော့ကျောင်းသားတွေကဆရာဆရာမတွေကိုတတိတစားမရှိတော့တာများပါတယ်အဓိကအကြောင်းကတော့ဆရာဆရာမတွေကအရင်တုန်းကလိုမဟုတ်တော့ပဲကျောင်းသားတွေစီကနေဘာပေးပါဦး ဘာလို့ပြီးပါအောင်ဆိုတဲ့တောင်းဆိုချက်တွေကြောင့်လဲပါပါတယ်ဆရာဆရာမတွေအနေနဲ့လဲចောင်းသားတွေရဲ့လိုအပ်ချက်တွေကိုအစိုးရကမဖြည့်ဆည်းပေးဘူးကိုယ့်ဘာသာဖြည့်ဆည်းရမယ်ဆိုတဲ့အခါမှာတော့ចောင်းသားတွေစီကနေအလူငွေကောက်ခံတာထပ်ပေါ်ပြီးဘာမှမလုပ်နိုင်ပါဘူးဒါပေမဲ့လဲအလူငွေကောက်ခံတဲ့နေရာမှာစီကန်းတွေနီလန်းတွေမရှိတော့ဆရာဆရာမတွေကိုယ်တိုင်လဲလောဘပါလာပါတယ်ဒီလိုလောဘတွေကြောင့်လဲចောင်းသားတွေနဲ့ဆရာတွေကဆရာဆရာမတွေကိုငွေပေးပြီးဆက်ဆံလို့ရတဲ့ဆိုတဲ့အတေးခေါ်တွေဖြစ်ပေါ်လာပါတယ် ဒါကြောင့်ပတ်စံချမ်းသာတဲ့မိသားစုရဲ့ကလေးတွေကဆရာဆရာမတွေကိုငါတို့ပတ်စံပေးထားတယ်ဆိုတဲ့အတွင်းနဲ့ဆရာဆရာမတွေအပေါ်မခန့်လေးစားဆက်ဆံကြတယ်လို့ဝင်မပေးနိုင်တဲ့ကလေးတွေကိုဆရာမတချို့ကအတန်းထဲမှာရှုံးနေဆက်ဆံတာတွေကြောင့်မကြင်မနက်စိတ်နဲ့မမရရန်ပြဲမြောက်တာတွေလည်းရှိခဲ့ပါတယ်။နောက်ပိုင်းမှာအခြေအနေပိုဆိုးလာတာကအတန်းပိုင်ဆရာမတွေကတရင်ကျုပ်ကတော့ရင်ပါတိတ်နဲ့ကတော့မှဆိုတာမျိုးကိုစာသင်ခန်းထဲမှာဖွင့်ပြောလာပါတယ်။ဆရာမတွေအတွက်နေ့လယ်စာစားဖို့တက်နိုင်တဲ့အကြောင်းသားမိဘတွေကအလဲကြတာဝန်ယူကြရပါတယ်။ ဲ့ဒီလိုတာဝန်ယူတဲ့မိဘရဲ့သားသမီးတွေကကျောင်းနေမှာဖုဖုမုတ်ခံထားရတဲ့သူတွေဖြစ်လာပါတယ်။ဒါကြောင့်မိဘတွေကလည်းကိုယ်သားသမီးအနေအစားချောင်ဖို့အတွက်နေလေစာစီစဉ်ကြတာမှအလို့ရရပါပဲ။ကျောင်းနေမှာမြင်မကောင်းလောက်အောင်ရှိတ်ချိန်တဲတဲဖြစ်နေကြတာပါ။အဲ့ဒီအချိန်ကတာဝန်ရှိသူတွေထောက်လန်းရေးတွေအသေးစိတ်တိကြပေးမယ်လေ။နိုင်ငံရေးမဟုတ်တဲ့အတွက်ဂယုမဆိုင်တဲ့အပြင်သူတို့ကအဲ့ဒီအချိန်တွေကိုပို့လို့စိတ်နေတတ်ကြပါတယ်။နဝတ္တနာအဖလက်ထက်မှာကျောင်းပရဝန်တွေကမြင်းနေဟာအလို့ဒီမှာဈေးဆိုင်ကနေစောက်ပြီးအငှားချခဲ့ပါတယ်။ ဲ့ဒီဆိုင်ငန်းတွေမှာအများအပြားဖွင့်တာကအရက်ဆိုင်တွေဘီယာဆိုင်တွေပါ2000နဲ့2003လောက်က CBR တစ်ခွက်ကိုငွေ300လောက်ပဲပေးရတာဆိုတော့ចောင်းသားတွေတောက်လို့လက်လန်းမီလောက်တဲ့ငွေပမာဏပါဒါကြောင့်လဲညနေចောင်းဆင်းရင်အဖြူအစိမ့်တွေဘီယာခွက်ကိုစီနဲ့မြင်တွေ့နေရပါပြီဘယ်လူကြီးကမှမတောက်ရဘူးလို့မဟန်ထားသလိုအသက်မပြည့်လို့မရောဘူးဆိုတဲ့ဆိုင်လဲမရှိပါဘူးနေမီကန်ထောက်လန်းရေးတွေရဲတွေလဲနိုင်ငံရေးလှုပ်ရှားမှုတည်င်းတာတိုးတိုးတက်တက်မရနဲ့ကျန်တာအားလုံး okay ပါတယ် အဲ့ဒီအချိန်ကဂလိတော်တော်များများကအတန်းသာအောင်သွားတယ်စာမတက်ပေမဲ့မတက်တဲ့နဲ့ပညာတော်တော်များများကိုတော့တက်မြောက်သွားကြပါတယ်မိုးရစေးဆိုတာဦးနေဝင်လက်ထက်ကလေးကရှိခဲ့ပေမဲ့နဝဒနာအဖလက်ထက်မှာတော်တော်ပေါင်းများနေခဲ့ပါတယ်ဦးနေဝင်လက်ထက်ကဘိန်းဖြူကိုတော်တော်ချမ်းသာတဲ့မိသားစုကကလေးတွေပဲသုံးနိုင်တာဖြစ်ပေမဲ့နဝဒခေတ်မှာလူလက်တန်းသားတွေလည်းသုံးနိုင်လောက်အောင်ဈေးပေါ်လာတယ်လို့ပစ္စည်းတွေလည်းတော်တော်ပေါ်လာပါတယ်နေဆက်ဒေသမှာလည်းကွန်မြူနတီပါတီကခွဲထွက်လာတဲ့တိုင်းရင်းသားလက်နက်ကိုင်းတွေကို ဘိန်းဆိုင်ပြိုးထုတ်လုပ်ခွင့်ကိုလည်းမတိမတာခွင့်ပြုပေးခဲ့ပါတယ်။တိုင်းသာလက်နက်ကိုင်တွေတရုတ်ပြည်ဘက်ကလာတဲ့တရုတ်တွေကမြန်မာပြည်ဘက်ထဲကိုဝင်ပြီးဘိန်းဆိုင်ပြိုးကြတာပွဲတော်ကြီးလိုပဲစီကားလာပါတယ်။အဲ့ဒီစိုက်ပြိုးတဲ့ဘိန်းတွေကိုမြန်မာပြည်ထဲကိုပဲအများဆုံးအားပြုပြီးဖြန့်ရှိကြတာပေါ့။နာဝဒနာဖလက်ထက်ကစပြီးအစိုးရနဲ့မပတ်သက်သူတွေဟာစီးပွားရေးအရလောက်ကင်ဖို့ခက်ခဲသွားခဲ့ပေမဲ့နာဝဒနာဖနဲ့ပိုင်သူတွေကတော့ဘိန်းသစ်ကြောက်မြတ်ရွှေရေနံစတဲ့လုပ်ငန်းတွေဖြစ်ထွန်းလာပါတယ်။ ဒါကြောင့်လဲလက်လီဘိန်းရောက်တဲ့လူတွေလဲတဖြည်းဖြည်းများလာပါတယ်။ကျမတို့ထောင်ထဲမှာရှိနေတဲ့အချိန်အတွင်းအင်းစိန်ထောင်မှာဘိန်းရောက်တဲ့မိသားစုတွေကိုမေးကြည့်တော့စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာဘိန်းအယောင်ဝယ်လုပ်ငန်းကတော်တော်ကောင်းလာပါတယ်တဲ့။ပြောချင်တာကအကြောင်းသားတွေထဲမှာဘိန်းစားတွေတော်တော်များလာပါတယ်။အထက်တန်းကျောင်းနေမှာကိုအိမ်သားထဲမှာဘိန်းဖြူကိုသွေးကြောတဲ့ထဲတဲ့သူတွေရှိလာပါတယ်။ဘိုခင်ညွန့်ကအခြေခံပညာတစ်ခုတည်းတင်မကပါဘူး။အစင့်မြင့်ပညာကိုလည်းဖြည့်ဆည်းခဲ့ပါသေးတယ်။အဝေးတွင်နေစာမိုးဝဲဖြစ်ရင်ခိုးချလို့ရအောင်ဆီယာမောက်ကိုမဟုတ်ဘူးပြီးတဲ့စနစ်တစ်ခုလည်းအကြီးအကျယ်ရှိခဲ့ပါတယ် တယောက်ကို900ကျပ်နဲ့အတန်းထဲလူ20ရှိရင်စမိုးဘဲကန်းစောင်းတဲ့ဆရာမကငွေ1000ရပါတယ်ကျမအမျိုးသားရဲ့မိတ္တူဆိုင်ကဝန်ထမ်းကောင်မလေးကကျမကိုပြောပြပို့ပါတယ်ကျမတို့ကအနီးကပ်ဆရာပဲတက်ရတာတက်ရတဲ့ဆရာအတွက်မှာဆရာမကစာလဲကောင်းကောင်းသင်တာမဟုတ်ဘူးသူ့ကျူချင်းတက်မှကျူချင်းမှသင်ပေးတာအနီးကပ်ဆရာပြီးတာနဲ့စမိုးဘဲကတန်းလာတာဆိုတော့စာကြက်ဖို့ကလည်းအချိန်မရဘူးအဲ့ဒီတော့အခန်းဆောင်တဲ့ဆရာမကိုပတ်စံပေးလိုက်ရင်အကုန်ကူးချလို့ရတာပေါ့တဲ့ ဲဒီလိုနဲ့ဗမာပြည်ရဲ့ပညာရေးကတုံးစားမရတဲ့အဆင့်ကိုရောက်ခဲ့ပါတယ်။ဘိုခင်ညွန့်လက်ထက်မှာပဲတက္ကသိုလ်တွေကိုနိုင်ငံရေးအရာလှုပ်ရှားလို့မရအောင်တောကျိုအုံကြားကိုပြောင်းရွှေ့လိုက်ပါတယ်။လူသူနဲ့ဝေးတဲ့နေရာမှာဘိန်းဖြူတွေအရက်တွေအပြင်တဲခိုကန်းလေးတွေပါဖွင့်ခွင့်ပေးလိုက်ပါသေးတယ်။ကြောင်ပရဝံအတွင်းမှာဖဲရိုက်မလား။ဘလို့လောင်းကစားမျိုးလုပ်ရှင်လဲ။အားလုံးအဆင်ပြေပါတယ်။ချစ်သူလေးနဲ့တဲခိုကန်းကိုအေးအေးတက်တာသွားလေလို့လည်းရပါသေးတယ်။တဲခိုကန်းတွေကနိုင်ဝတ်တနိုင်ကစပြီးငှားပေးထားပါတယ်။ တနအီအတွက်အဖိုးခါကလည်းចောင်းသားတွေလည်းလမ်းပြီးတဲ့ဈေးပါဒီလိုသတင်းတွေကိုမှုေးနေတော့မိဘတွေလည်းကိုသားသမီးတွေကိုတက်ကတော့ပေးတက်ဖို့တော်တော်ခက်ခဲလာပါတယ်အရင်က RNT ကိုပိတ်ထားလိုက်ပြီး GTC ဆိုပြီးလုပ်ပါတယ်ဒေါ်ဂျိုအောင်ချမ်းမှာဖွင့်ပါတယ် GTC နှစ်နှစ်ပြီးလို့တတ်မှတ်ထားတဲ့အမှတ်မှီခဲ့ရင် BDS ဆက်တက်ရပါတယ်ကျမတို့နဲ့နှီးဆက်တဲ့ကလေးတော်တော်များများ GTC သွားတက်ပြီးရင်ပြက်စီးသွားကြပါတယ်မိဘနဲ့ဝေးတဲ့နယ်မြို့တွေမှာသွားတက်ရတဲ့အပြင်ကျောင်းတွေကလည်းလေခွင့်နေတဲ့မှာပါ ကျောင်းသားတွေနိုင်ငံရေးမလုပ်ရင်ပြီးရောကျန်တာဘာလုပ်လို့ဆိုတဲ့အစိုးရရဲ့မူဝါဒကြောင့်ကျောင်းတွေရဲ့အနီးအနားဝန်းကျင်မှာမကောင်းမှုမှန်သမျှအကုန်လုပ်လို့ရနေပါတယ်အသက်ကလေးတွေကအကြီးဆုံးတော်ပြန်မြ18 19လောက်အရွယ်လေးတွေဆိုတော့စမ်းလို့ရသမျှအကုန်စမ်းရင်နောက်ဆုံးတော့ GTC နဲ့ပဲစကားသိမ်းသွားတာတွေ GTC တောင်မပြီးတာတွေရှိပါတယ်လူအသက်ကိုကယ်တင်ရမှာဖြစ်တဲ့ဆရာဝန်တွေကိုမွေးထုတ်ပေးတဲ့စေတက်ကတို့ကိုလည်းမကွေးကိုပို့လိုက်ပါသေးတယ်မကွေးစေးဖွင့်ကားစားကလက်တွေကန်းတုံးပစ္စည်းအပြည့်အစုံမရှိလို့ ရန်ကုန်မှာခွဲစိတ်နေတာကိုမကွေးစေးကကလေးတွေက TV ကြီးကနေတဆင့်ထိုင်ကြည့်နေရပါတယ်။ဇေယဝင်လောင်းနေရဲ့ပညာရေးကိုသာဒီလိုလုပ်ပြလိုက်တာပါ။သူတို့တခုခုဖြစ်ရင်တော့စင်ကာပူကိုတန်းနေအောင်ပြေးကြပါတယ်။ဒီလိုဖျက်ပစ်ခဲ့တဲ့အကျိုးဆက်ကအခုပေါ်နေပါပြီ။မြန်မာပညာရေးဟာအရှိတောင်အားချမှာအနိုင်ဆုံးအဆင့်ပါ။လူငယ်တော်တော်များများကအစိုးရခောက်ခဲ့တဲ့ခောက်ရိုးအတိုင်းပေါ်ပေါ်နေပေါ်ပေါ်စားဘဝနဲ့နေကြပါတယ်။ကိုကုတ်ကိုပေါက်ထွက်ဖို့စူးစမ်းခဲ့တဲ့ကလူတွေရှိပေမဲ့တိတ်အများကြီးမဟုတ်ပါဘူး။ မွေးရစေးရသားကောင်းတွေဖြစ်ပြီးခိုးမယ်လုမယ်ဆိုတဲ့အတွေ့တွေနဲ့လူငယ်တွေလည်းအများကြီးရှိနေပါပြီ။ဒါပေမဲ့ဘိုခင်ညွန့်ကတော့သူ့ရဲ့မျိုးတွေကိုစင်ကာပူမှာကြောင်းထားထားတယ်လို့သိရပါတယ်။သူ့လက်ဆောင်ထက်နေချိန်တုန်းကသူ့လုပ်ခဲ့တဲ့အရာတွေကိုပြည်သူတွေကခါခါသိသိခံစားနေကြရပါပေမဲ့သူကတော့အခုထိနောင်တရပုံမရပါဘူး။သူတို့အာနာတီမြေကြီးအတွက်တိုင်းပြည်ကိုခြားနှင်းခဲ့သူတွေကအခုချိန်ထိတော့သူတို့ကိုသူတို့ကဲတင်ရှင်းလို့အထင်ခံကျင်နေတုန်းပါပဲ။အဆုံးထိနောက်ပြီးတဲ့အူချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ ကျွန်တော် channel မှာယခုကဲ့သို့စာပြီးဆောင်းပါးများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်တိုင်းသိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြစ်တရရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်